င်္ဂလာပါရှင်ကျမတော့ဖူးဦးဦးနွယ်ပါဒီဗီယိုမြင့်တန်းကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါမြောင်းနယ်ဇေယကုန်းကြီးရွာကိုလေကြောင်းကနေပေါင်250ပုံရော့ကက်တွေနဲ့စစ်တပ်ကပစ်ခတ်တာကြောင့်ကလင်းငယ်တွေအပါအဝင်ဒေသခံ10ယောက်ထက်မနည်းဒဏ်ရာရခဲ့ပါတယ်ဒီသတင်းကိုတုတ္တချန်သာပြဖို့ထားပါရရှင် စကိုင်းတိုင်းမြောင်မြို့နယ်ဇေယျကုန်းကြီးရွာကိုအောက်တိုဘာ19ရက်နေ့မနက်7:00နာရီဝန်းကျင်မှာစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့်ကလေးငယ်တွေပါဝင်ပြည်သူ10ယောက်ထပ်မံတန်ရာရခဲ့တာပါဝမ်ပိုက်ကိုထိမှန်ခဲ့တဲ့မြို့သမီးတယောက်ကတော့တန်ရာပြင်းထန်ပြီးစိုးရိမ်ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်တပ်ကပေါင်250ပုံးတလုံးနဲ့ရော့ကတ်စစ်တနတ်တွေနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးမြေပြင်မှာတိုက်ပွဲမရှိဘဲအခုလိုပြုမူခဲ့တာပါဒီတုံးလူကဘူးလို့မရှိဘူးရဟိုထိခိုက်တန်ရာတွေများတာဟုတ် အဲကျောင်းသားလေးတယောက်ပါတယ်ကလေးတယောက်အမေကောင်အမေတယောက်ပါတယ်ကျောင်းသားတယောက်ပါတယ်ပြီးတော့ အဲအသက်ကြီးတဲ့လူတွေပေါ့နော်တကယ်ကိုလုပ်ငန်းလုပ်နေတဲ့လူတွေရောနေရာချတာ6နေရာလောက်ချတာဆိုရောကက်ရပစ်တာရောကက်6လုံးကြာပါဘော6နေရာနောက်ပြီးတော့ပေါင်250ဝန်းကျင်ခန့်တော့နော်မနော်အဲအဲ့လာကြီးကကျတော့တိုးလဲကြတာတော်လေးကဒီရွာတောင်တိုးလဲမလို့ဟိုရွာလဲဆိုရင်တော့ပြီးမှာပေါ့အဲ့နေပြက်တဲ့စိတ်ဆန်ရတော့ပြီးပဲနွားလေးဝက်လေးမိပြမဘာရှိဘူးနော်အလော့အလော့လာတာရေကောင်းကနေမနှစ်ကတော့ငါလေဒီအချိန်မဲ့လေနှစ်ရက်ကွာရမနှစ်ကရနဲ့တစ်နှစ်ပြည့်ပြီးနောက်မှနှစ်ရက်ဆုံးနေရမနှစ်ကလူကြီးပြီးတော့ကလေ ။မြောင်နယ်စရက်ကုံရွာကို2024အောက်တိုဘာလထဲမှာစစ်တပ်ကပထမကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ပြီးအဲဒီတုန်းကပြည်သူ9ယောက်ထိခိုက်ဒေဆုံးခဲ့ပါတယ်။မြောင်နယ်ဟာလက်နက်ကင်တော်လှန်ရေးအစိုးရကာလတွေမှာ PDF တွေအကောင်နဲ့နယ်မြေဖြစ်ပြီးစကိုင်းတိုင်းရဲ့ပထမဆုံးလူမျိုးနယ်မြေအဖြစ်နာမည်ထွက်ခဲ့တဲ့ဒေသဖြစ်ပါတယ်။သွားတော့ရာနေပြီးတော့တာလာပါတို့ရင်ရတယ်တယောက်ကတော့သွားလာမကောင်းဘိုက်မှန်တဲ့တယောက်ဟုတ်တယ်အမျိုးမျိုးတန်ရာရတဲ့အများကြီးပေါ့ဗျာတန်မှန်နေတာညားတယ်နေရာပေါင်းကအဆုံးကြီးဆိုတော့လမ်းကျောတော့အရင်လမ်းကျောတွေအရင်တခါမှန်တဲ့အိမ်လေးအထိ အဲ့ဒီရောက်သွားတာပြက်လာတော့ရှင်းသာကြီးတက်ကြလဲလောက်ပဲပြက်လာလက်ပိတ်ဆိုင်ဆောင်ရင်းလန်းလန်းနဲ့ပြင်းပြင်းဆိုတော့တန်ကြီးပြက်တန်ကြတော့ဒါကြတဲ့အကုန်လုံးထိုးဝင်ရည်မောက်နေကြတာပုံစံတော့ရေပြက်တွေကတော့ကြောင်းပုံစံမျိုးဖြစ်မှာပါကြောင်းဆွင်းလာတယ်ကိုပြက်ကြည့်နေပုံစံအကြောင်းလို့ကိုကဲတော့မဟုတ်ဘူးကြောင်းမြောက်ဖက်ကဓမ္မပင်တွေရောဒါလည်းပြက်တယ်အနွားတွေရောခြေောက်တွေပြက်တယ်သာဟုကဖရားကလည်းအဲဒီအုံတိုင်းနေပြူကြအလုံးတွေကသေးသေးဆိုတော့ဖိဟိုလိုအစာအုပ်ပြတ်တဲ့အနေသားတွေတော့မဟုတ်ဘူးပြက်တာတော့တော်တော်များတယ် မြောင်နယ်ဟာမန္တလေးတိုင်းမကွေးတိုင်းတို့နဲ့နမိတ်ချင်းစည်းစပ်နေပြီးဒေသတွင်းတိုက်ပွဲတွေမှာလိုအပ်တဲ့နေရာတွေကိုမြောင်ဒေသတွင်း PDF တွေကလိုက်လံကူညီပံ့ပိုးနေတာပါ။ ARE မြကံပြပတီရှိပြီးစကိုင်းမန္တလေးမကွေးဒေသတွေမှာပြူဟာရရေးပါတဲ့နေရာမှာရှိနေတဲ့အတွက်စစ်တပ်ကဖိအားပေးထိန်းချုပ်ဖို့ကြိုးစားနေတဲ့ဒေသလည်းဖြစ်ပါတယ်။ကျွန်တော်တုဒ္ဒချန်တာပါ။ DNL ထိန်းချုပ်ထားတဲ့ဒီပေါ်မျိုးကိုအော်တိုဘာလ16ရက်နေ့ညပိုင်းကအာနာသိန်းစစ်တပ်ဝင်ရောက်လာတယ်လို့ဒေသခံတွေကပြောပါရယ်။ည8နာရီဝင်းကျင်လောက်ကစပြီးစစ်သားတွေမျိုးတွေကိုဝင်လာနေပြီလို့ဒေသခံအမျိုးသားတယောက်က DVB ကိုပြောပါရယ်။စစ်တပ်ထောက်ခံတဲ့လူမှုကွန်ရက်တွေမှာလည်းအော်တိုဘာလ10ရက်နေ့ကနေစပြီးတော့ကြောင်မဲကနေဒီပေါ်ဘက်ကိုထိုးစစ်ဆင်ခဲ့ရမှာအခုအော်တိုဘာလ16ရက်နေ့ညမှာထိုးစစ်ပြီးဆုံးသွားတယ်လို့ရေးသားဖော်ပြနေကြပါရယ်။ စစ်သားတွေအဲ့ဒီလိုမဝင်ရောက်ခင်မှာတီပေါ်မြို့မှာရှိတဲ့ဌာနဆိုင်ရာတွေဖြစ်တဲ့ရဲစခန်း၊ထွေအုပ်ရုံး၊မြေစင်းရုံး၊စိုက်ပျိုးရေးရုံးနဲ့ထောင်ကြီးတွေအပြင်ဟိုတယ်တီပေါ်အမိုးပေါ်မှာလည်းမီးလောင်နေတယ်လို့ဒေသခံအမျိုးသားတစ်ယောက်ကပြောပါရယ်။အော်တိုဘားလ16ရက်နေ့တိုက်ပွဲမှာတော့စစ်တပ်ဘက်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေတိတ်မများပဲဒရုန်းတွေကိုအဓိကအသုံးပြုပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ့ရတယ်လို့လည်းဒေသခံတွေကပြောပါရယ်။တီဘောမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်အော်တိုဘားလ23ရက်နေ့က TNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေထိန်းချုပ်ခဲ့တာဖြစ်ပါတယ်ရှင်။ဗြိပခါတွေမြင့်တက်နေတဲ့မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက်ရွေးကောက်ပွဲကအပြည့်မဟုတ်ဘူးလို့ NCA 10နှစ်ပြည့်အခမ်းအနားကိုတက်လာတဲ့မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံတန်အမတ်ဟောင်းကပြောဆိုလိုက်ပါတယ်။ NCA 10နှစ်ပြည့်အခမ်းအနားမှာနိုင်ငံတကာဧည့်သည်တယောက်အနေနဲ့ထိုင်းနိုင်ငံကြ ాయి ဝင်ကြီးကိုစားတက်ရောက်မိန့်ခွန်းပြောတဲ့အချိန်မှာတပ်အမတ်ကြီးဟောင်းမစ္စတာပီဆနူဆူမနာရာတာကထည့်သွင်းပြောသွားတာပါ။ ရွေးကောက်ပွဲဟာတွဲဆောင်ဆွေးနွေးခြင်းပြန်လည်တင့်မြတ်ခြင်းနဲ့ယုံကြည်မှုတည်ဆောက်တဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်ရဲ့အစိတ်အပိုင်းဖြစ်ရမှာဖြစ်ပြီးအဲ့ဒီလိုမှမဟုတ်ရင်မဲဘုံတွေကအမာရွတ်တွေကိုကုစားပေးနိုင်မှာမဟုတ်ဘူးလို့သူကပြောပါတယ်။ငြိမ်းချမ်းရေးဟာကြီးညာချက်နဲ့အခမ်းအနားတသက်မဟုတ်ပဲပြည်သူတွေရဲ့နေ့စဉ်ဘဝမှာခံစားနိုင်တဲ့စစ်မှန်တဲ့အပြောင်းအလဲကသာငြိမ်းချမ်းရေးဖြစ်တယ်လို့လည်းအဲ့ဒီအခမ်းအနားမိန်ကုန်မှာထိုင်းတန်အမတ်ဟောင်းကပြောသွားပါရရှင်။ ဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးအီနွယ်ပါကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်